ားလုံးမင်္ဂလာပါ cash flow 101ဆိုရယ်ငွေကြေးအသိပညာပေးတင်နန်းလေးနဲ့မိတ်ဆက်ပေးခြင်းပါတယ်ဒီတင်နန်းလေးကတော့ကျွန်တော်တို့ cash flow 101 game ကိုအခြေခံပြီးတော့ယင်းနှမြုံနှံမှုနဲ့ငွေကြေးစီမံခန့်ခွဲမှုအကြောင်းအရာတွေကိုလေ့လာတင်ကြားရမယ်တင်နန်းလေးတစ်ခုဖြစ်ပါတယ်ဒီတင်နန်းလေးထဲမှာဆိုလို့ရှိရင်ကျွန်တော်တို့မိမိရဲ့ဝင်ငွေတွေဘယ်လိုမျိုးရှာဖွေကြမလဲနောက်ပြီးတော့ရရှိလာတဲ့ငွေကြေးတွေကိုဘယ်လိုမျိုးစီမံခန့်ခွဲကြမလဲ အနာဂတ်အတွက်ငွေကြေးဆိုင်ရာစီမံကိန်းတွေ plan တွေကိုဘယ်လိုမျိုးတွေရေးဆွဲကြမလဲနောက်ပြီးတော့ရင်းနှီးမြှုပ်နှံမှုနဲ့ပတ်သက်တဲ့အတွေးအခေါ်တွေစီးပွားရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေငွေကြေးဆိုင်ရာဘူးတူကြတွေကိုများစွာရရှိသွားမယ်အနန်းလေးပဲဖြစ်ပါတယ် cash flow 101ဆိုတဲ့ game နဲ့အတူတူလေ့လာသင်ကြားရင်းနဲ့ငွေကြေးပညာတွေကိုအလွယ်တကူပျော်ရွှင်စွာလေ့လာသင်ကြားလို့ရမယ်တန်းနှန်းလေးဖြစ်ပါတယ်ဒီတန်းနှန်းဟာယင်းနှိမ့်နှံမှုတွေကိုလက်တွေ့ လေ့ကျင့်တွေးခေါ်လို့ရတဲ့သင်တန်းလေးတစ်ခုလည်းဖြစ်ပါတယ်။ပါဝင်တက်ရောက်ကြတဲ့လူတိုင်းဟာဒီနည်းမျိုးနံမှုမျိုးစားပေါင်းများစွာဒီကိုသဘောပေါက်နားလည်သွားမယ်။ stock share တွေရဲ့အလုပ်လုပ်ပုံတွေစီးပွားရေးလုပ်ငန်းတွေရဲ့ဒီနည်းမျိုးနံမှုတွေနဲ့အင်ချမ်းမြေလုပ်ငန်းတွေမှာဘယ်လိုမျိုးတွေယင်းနည်းမျိုးနံရမလဲဆိုတဲ့အကြောင်းအရာတွေအပြင်ယင်းနည်းမျိုးနံမှုရဲ့အနှစ်သာရတွေကိုသဘောပေါက်နားလည်သိရှိသွားစေမယ်။သင်တန်းလေးဖြစ်ပါတယ်။ဒီသင်တန်းလေးတက်ရောက်ခြင်းအပြင် ရရှိသွားမဲ့အသိပညာတွေကတော့အများကြီးပဲဖြစ်မှာပါ။လက်ရောက်ခဲ့ကြတဲ့ဒဏ္ဍာတဏ္ဍာသူတွေရဲ့မျှဝေမှုလေးတွေကိုလည်းဒီဗီဒီယိုလေးနဲ့တူဖော်ပြလိုက်ပါမယ်။အားလုံးပဲကျေးဇူးတင်ပါတယ်။ဒဏ္ဍာမှာပြန်လဲတွေ့ဆုံကြပါစို့။ဒီလိုမျိုးဒီဒဏ္ဍာကိုကျွန်တော်တက်တက်ရတာကျွန်တော်ဘဝလည်းဟိုရေသွားရပေါ့ဒီကြီးပိုင်းကိုလည်းဟိုပြင်းပြချာချာစီစနစ်နဲ့လောက်တက်တယ်ခြိုက်ခြိုက်ထဲသွားရပြန်ဆရာဟုတ်ကဲ့အမအခုကလည်း CT ဟာဝန်တန်းပဲဝန်တန်းကို အဲ26နှစ်လောက်တည်တည်လုပ်ခဲ့တယ်ဆိုတော့လက်ရှိအဝန်တိုင်းမှာဒါမဲ့အခု loss စီးပွားရေးလုပ်ငန်းတစ်ခုတော့ကိုပိုင်ရက်တည်တယ်ဒါမဲ့အခုမှစတဲ့လုပ်ငန်းဖြစ်နေတယ်တနင်္ဂနွေတက်ရခြင်းအဖြစ်ရှေ့လျှောက်ဘာကြီးဆက်လုပ်လို့ရလဲဆိုရအားတွေကိုကိုကကိုဝင်လက်တွေ့မြင်ရပါတယ်ဆရာကျေးဇူးတင်ပါတယ်ဆရာဒီငွေကြီးဆိုတဲ့ဒီကနန်းနေရာစိတ်ငွေစားလို့မရဘူးရှင့် စိတ်ဝင်စားလို့လူတိုင်းနဲ့ပတ်သက်နေအောင်လူတိုင်းရဲ့ပတ်စံကိုအသုံးပြုနေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လေဒီငွေကြေးကိုကိုကအကောင့်တင်းစိတ်ဝင်စားကိုကဏ္ဍမတိမကြည့်ချင်ဘူးဆိုလို့လုပ်လို့မရအောင်ကိုကိုသာကဏ္ဍမတွက်တယ်ဘူးဆိုရင် ဆုံးရှုံးသွားမှာသူများအလင်ခံရမှာပါယင်းနှုံနေမှာမှားတဲ့နေရာမှာလွဲမှားတဲ့နေရာမှာ invest တွားလုပ်မိရင်ငွေကြေး knowledge မရှိဘူးဆိုရင်ဟိုကျင်းနေပေါက်တာဒီဆုံးရှုံးမှု loss ဖြစ်မှာအဲ့တော့အိဒါတကယ်လို့ကြွပြီးလမ်းတာလွတ်ခဲ့မယ်ဆိုလို့ရှိရင်ဆက်လက်ပြီးပတ်စံကိုစနစ်တကျစီမံခန့်ခွဲ 到网咖了，但离为什么？因为我们已经回安乐区去玩。